အဲတင်မပြားနေညီမလေးတင်မရဲ့အနောက်မှာတင်မလေးလုံးပြီးတော့ထွက်လာဖို့အတွက်ဒါဒီကစားနည်းလေးရောက်ထောက်ကူပြုတဲ့ကစားနည်းလေးဖြစ်ပါတယ်မင်္ဂလာပါတီချန်တော်ပါဒီနေ့မမက တင်မပြားနေတဲ့ညီမလေးတို့အတွက်အမကတင်မလေးအနောက်ကိုလုံးထွက်စေဖို့အတွက်လေ့ကျင့်ခန်းတစ်မျိုးကိုမအောင်ညှပ်ပေးမယ်။အော်ဒီလေ့ကျင့်ခန်းလေးရကြတော့ဒူးလောက်မြင့်တဲ့ခုံတစ်လုံးရှိဖို့လိုအပ်တယ်။တကယ်လို့အိမ်မှာခုံမရှိဘူးဆိုလည်းကတင်ကိုအသုံးပြုလို့ပြီးတော့ဆော့ပေးလို့ရပါတယ်။ဒါလေးကတော့အမတို့အတင်မပြားနေတဲ့ညီမလေးတင်မရဲ့အနောက်မှာတင်မလေးလုံးပြီးတော့ထွက်လာဖို့အတွက်ဒါဒီကစားနည်းလေးရထောက်ကူပြုတဲ့ကစားနည်းလေးဖြစ်ပါတယ်။အော်ဒီကစားနည်းလေးကိုမှရှင်းပြပေးမယ်နော်။ အရင်ဦးဆုံးအမတို့ကအမတို့ရဲ့ခန္ဓာကိုယ်ရဲ့စီးဆက်အပေါ်ပိုင်းတစ်ပိုင်းလုံးကခုံမော်ကိုတင်ထားမှာဖြစ်တယ်။အညီမလေးတို့အိမ်မှာခုံကဖို့မဟုတ်ဘူးဆိုရင်တော့အောက်မှာအဝတ်တစ်ခုခုခံပြီးတော့အသုံးပြပေးလို့ရရင်နော်။စီးဆက်တစ်ခုလုံးမှအပေါ်မှာတင်လိုက်မယ်။ခုံမော်မှာတင်လိုက်မယ်။ပြီးတော့ရင်အမတို့ခြောက်ကလေးကိုထားထားမယ်။ခြေဦးလေးကိုအပြင်ဘက်ကိုလှည့်ပြီးတော့အမတို့ကအပေါ်တင်မလေးရဲ့ညှင်းအားကိုအသုံးပြပြီးတော့ခြောက်ကလေးကိုအပေါ်မြောက်ပြီးတော့ပြန်ပေးရမှာဖြစ်တယ်။ပြေးပြေးလေးပြန်ချမယ်။ မြင်မယ်ဖြည်းဖြည်းလေးပြန်ချမယ်ဒီကစားနီးလေးကတော့မအားရဲ့တင်မအပေါ်ပိုင်းကြက်သားလေးတွေကိုအသုံးပြုပြီးကစားတာဖြစ်တယ် ဒီကစားနည်းလေးကို15ကြိမ်3ကြုံမြန်မာလေးတို့အောက်ပိုင်းစောရဲ့ရက်ကလေးတွေမှာဆိုရင်ထည့်သွင်းကစားပေးလို့ရပါတယ်။တော့ဗီဒီယိုလေးကပြိုမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကပြိုမီတို့အတွက်အကျိုးရှိရယ်ဆိုရင်တခြားသူတွေကိုမျှပေးဖို့အတွက်မကတောင်းဆိုလိုက်ပါတယ်။နောက်ထပ်သိချင်တဲ့လူချင်းငယ်လေးတွေဘ ഹു တုတ္တလေးရှိခဲ့တယ်ဆိုရင်လည်းမမကို comment box မှာနေထားလို့ရပါတယ်။ယေစုမြားကြီးတင်ပါတယ်ဒီ channel ဖြစ်ပါတယ်။